ဇလန်းကဒုတိယကမ္ဘာစစ်အပြင်းထန်ဆုံးကာလပြင်သစ်နိုင်ငံမှာစတင်ထားပါတယ်ပြင်းထန်တဲ့တိုက်ပွဲတစ်ခုအပြီးမှာနာဇီစစ်တပ်ကပါရီမြို့ရဲ့နေရာတနေရာကိုထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တယ်အဲ့ဒီနောက်ဂျာမန်စစ်သားတယောက်ကအရက်သားတွေကိုတတိပေးတယ်သူပုံတွေကိုလက်ခံထားတဲ့သူတွေဟာပေးဆက်မှုကြီးကြီးမားမားပေးဆက်ရမယ်တဲ့ဒါပေမဲ့ဗိုလ်ချုပ်ကသူ့လူတွေကိုတက်ပြန်စုဖို့အမိန့်ပေးပြီးဒီလိုက်လံဖမ်းဆီးမှုကိုရပ်တန့်ခိုင်းလိုက်တယ်ရန်သူတွေနှိကလာပြီးဖြစ်တာကြောင့်ပါဗိုလ်မှူးကြီးကတော့ပြင်သစ်တွေကိုတင်ငန်းစာပေးတင်တယ်လို့ပြောနေပေမဲ့ပေါ့ခလုံးမနစ်ခင်လေးမှာပဲအမျိုးသမီးတယောက်လူအုပ်ထဲကနေထွက်လာပြီးသူတို့အနေနဲ့တော်လန်ရေးသမားတွေအကြောင်းဘာမှမသိကြအောင်ဗိုလ်ချုပ်ကိုအာမခံပြောကြားလိုက်တယ် ဒါဟာဘိုးကျောင်းနဲ့ဘုံမူကြီးကြားမှာအခြေအတင်ဖြစ်เสียဖြစ်သွားစေတယ်။ဒါပေမဲ့တိတ်တော့မကြလိုက်ပါဘူး။ဘာလို့လဲဆိုတော့ရန်သူတွေကသူတို့ကိုအလစ်ဝင်တိုက်လိုက်လို့ပါပဲ။ကျွန်တော်အများကြီးနဲ့ပြောမိတာစောသွားပုံများတယ်။တကယ်တမ်းကဒါဟာလူတယောက်တည်းအကြောင်းပါ။တတက်လုံးနီးပါးကိုတယောက်တည်းတိုက်ခိုက်နေတဲ့အမေရိကန်စစ်သားတယောက်အကြောင်းပါ။စုခွာနေတော့မှဘုံမူကြီးကသူ့ကိုရိုင်းနာဆိုတဲ့နမိသုံးပြီးနှုတ်ဆက်လိုက်တယ်။ဒါကသူတို့တွေ့ဦးတာပထမဆုံးအချိန်မဟုတ်ဘူးဆိုတာကိုဖော်ပြနေတာပါပဲ။လက်ပစ်ဘုံတွေနဲ့အနီးကပ်တိုက်ပွဲမှာဇက်လက်ချစ်သူကနာစီစခန်းစီကိုဥတီသွားနေတော့ရုတ်တရက်ကြီးစံတောင်ထိမှန်ပြီးလဲကျသွားခဲ့တယ်။ဒါကိုတော့ကျွန်တော်မထင်မှတ်ထားမိဘူး။ ကြည့်ရတာသူကြုံတွေ့ခဲ့ရတာတွေကအချိန်ကြာကြီးမှနေတဲ့အိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့သူရောက်ရတဲ့နေရာကိုသူမမှတ်မိဘူးဖြစ်နေတယ်အဲ့ဒီနေရာကိုလိုက်လံကြည့်ရှုနေရင်စိတ်ဝင်စားစရာပစ္စည်းတွေအစုံလင်ပါတဲ့အိတ်ကလုံးကိုသူတွေ့လိုက်ရတယ်မှတ်ပုံတင်စာရက်စာတန်းဘာမှမပါတဲ့ပိုက်ဆံအိတ်တစ်ခုထူးခြားတဲ့ရုပ်ပုံဖင်းထားတဲ့ဒင်းနဲ့တလက်ပြီးတော့မိကုံးတွေအများကြီးနဲ့ပြည်နေတဲ့ကားတော်တစ်ချောင်းအဲ့ဒီလူကမွေအဲ့ဂျိုကောင်နာကိုသွားလိုက်တော့အဲ့ဂျိုကသူ့နမီရိုင်ဒါနဲ့စည်ရင်သွင်းထားကြောင်းပြောပြတယ်ဘုံမူကြီးသူ့ကိုခေါ်ခဲ့တဲ့နမီတိုင်းပါပဲအိမ်မက်ထဲမှာရိုင်ဒါလို့အမိရင်သွားတဲ့သူဟာမြို့ဆောင်တနေရာကိုရောက်နေပြီးမိုက်ဆာဆိုင်ကယ်တစ်စီးနဲ့အတူရှိနေတယ် အဲ့ဒီဆိုင်ကယ်ကသူ့ဟာဆိုတာကိုမကြခင်သူတိလိုက်ရတယ်။သူမမှတ်မိတော့တဲ့အတိတ်တစ်ခုနဲ့အတူပေါ့လေ။အဲ့ဒီလူဟာမြို့ဲကိုစတင်လျှောက်ကြည့်တော့တယ်။သူမသိတဲ့မြို့တစ်မြို့ပါပဲ။အဲ့ဒီမြို့မှာပဲစမ်ဘုံအုပ်စုရဲ့ရုံးချုပ်တည်ရှိပါတယ်။မစ္စတာစမ်ဘုံကဥဆောင်တာဖြစ်ပြီးသူ့လက်ထောက်ကျက်အမြဲလိုလိုတွဲပါနေတတ်တဲ့အသက်ကြီးကြီးသူသေးကြီးတယောက်ပါ။စိတ်ဝင်စားစရာကောင်းတာကနှစ်ယောက်စလုံးရိုင်းတာရဲ့အိမ်မက်ထဲမှာပါခဲ့ဘူးလေ။စမ်ဘုံကဗိုလ်ချုပ်အဖြစ်နဲ့ကျက်ကတော့အရက်သားတွေကိုစစ်စစ်မင်းမြန်းနေတဲ့ဂျာမန်စစ်သားဖြစ်နေပေါ့။အိမ်မက်အကြောင်းပြောနေတော့မှပဲစောက်ချက်ရောက်လာခဲ့တယ်။သူ့ကိုတော့ရုပ်မာတဲ့ဗိုလ်မှူးကြီးစောက်ချက်ဖြစ်ကျွန်တော်တို့တီးခဲ့ကြတာပေါ့။ သူကသူ့ကိုယ်သူနမီကျော်ဘီတုကပညာရှင်တစ်ယောက်ဖြစ်မိတ်ဆက်ပြီးစမ်းပုံးရဲ့စီမံကိန်းကြီးကိုစိတ်ဝင်စားကြောင်းပြောတယ်။အဲ့ဒီစီမံကိန်းကတမျိုးလုံးကိုအစ်စ်ပြန်လဲပြုပြင်ဖို့ပါပဲ။ဒါဟာသူ့ဘဝရဲ့အကြီးမားဆုံးစီမံကိန်းဖြစ်ပေမဲ့နောက်ပိုင်းမှာသူတန်တရားတွေဝင်လာခဲ့တယ်။ဘာလို့လဲဆိုတော့လူမန်းစားနဲ့ရက်ွက်ကနေထိုင်သူတွေဟာအတော်လေးနဲ့နာထိခိုက်ကြမှာမို့လို့ပါ။ဒါပေမဲ့ဆော့ချ်ကအဲ့ဒီတန်တရားတွေကိုဖျောက်ဖျက်ပေးဖို့တာဝန်ယူလိုက်တယ်။တမိုင်းမှာနေရာတနေရာရဖို့စူးစမ်းရယူရမှာဖြစ်ကြောင်းသတိပေးရင်းနဲ့ပေါ့။လန်ခီးမှာအစိတ်ပိုင်းတချို့ကိုမစတိပဲနဲ့တော့ဒါကိုလုံဆောင်လို့မရနိုင်ဘူးတဲ့။ ရိုင်းနာစီပြန်သွားရရင်သူ့လမ်းတစ်ခုကိုဖျက်ကူးလိုက်တဲ့အချိန်သူ့ကောင်းထဲမှာအတိတ်တစ်ခုပေါ်လာခဲ့တယ်။ကောင်မလေးတယောက်ကိုလူဆိုးကောင်းကပြန်ပေးဆွဲသွားတဲ့ပုံရိပ်ပါ။သူ့တွေးတဲ့ကနေပြန်လဲတိဝင်လာပြီးနောက်အဲ့ဒီလူဟာမနှက်စာစားဖို့စားတော့ဆိုင်တဆိုင်နဲ့ဝင်သွားတယ်။အဲ့ဒီမှာသူ့နဲ့ရင်းနှီးနေတဲ့စားပွဲထိုးမလေးတယောက်ကိုတွေ့လိုက်ရတယ်။သူ့အိမ်မက်ထဲကပြင်တဲ့အမျိုးသမီးပါ။မော်ဂန်လို့ခေါ်တဲ့အဲ့ဒီအမျိုးသမီးဟာသူ့မရဲ့အဖွားရှယ်လီရဲ့ဆိုင်မှာလုပ်ကင်နေတာပါ။ရှယ်လီကလည်းရိုင်းနာပေါ်ကောင်းကောင်းဆက်ဆံတဲ့သဘောကောင်းတဲ့အမျိုးသမီးကြီးပါ။တာမန်နေ့လေးတနေ့ဖြစ်နေခဲ့ရာကနေစံပုံအတွက်ဆိုင်ကန်းကားခလာကောက်တဲ့ချက်နဲ့သူ့လူတွေပေါ်လာတော့တာပါပဲ။ရိုင်းနာကသူ့တို့ကိုမျက်ချီမပြတ်ကြည့်နေခဲ့တယ်။ အထူးသဖြင့်ဂျက်ကိုပေါ့ဂျက်ကတော့ပြစ်တနာထမ်းမဖြစ်ချင်တာနဲ့ထွက်သွားဖို့ရွေးချယ်လိုက်တယ်ရှုပ်ရှက်ခတ်ကုန်တာပါပဲရိုင်နာကရှယ်လီကိုမေးလိုက်တယ်ဒီမျိုးမှာမကြသေးခင်ကကောင်းကလေးတစ်ယောက်ပြန်ပေးဆွဲခံရတာကြားမိလားလို့ပေါ့ရှယ်လီကဘာမှမသိတယ်လို့ဖြစ်နေတာကြောင့်ဇက်လိုက်ကနှုတ်တော်မဆက်ပဲထွက်သွားခဲ့တယ်သူ့ဆိုင်ကယ်ပေါ်တက်လိုက်တာနဲ့တပြိုင်နက်သူ့စိတ်ကအတိတ်ကိုပြန်ရောက်သွားပြန်တယ်ဒီတခါတော့ဒုတိယကဘာစစ်စီမဟုတ်ပဲရှေးခေတ်ရောမအင်ပါယာစီကိုပါဆန်းဘုံကအထက်လွှတ်တော်အမတ်ဖြစ်နေပြီစောက်ချီရဲ့သွေးထိုးမှုကြောင့်မော်ဂန်နဲ့သူမရဲ့တမိဖြစ်သူကိုတတ်ဖို့အမိန့်ပေးလိုက်တယ်ကံကောင်းစွာနဲ့ဂလက်တီရီတာကျွတ်စစ်တီတယောက် တခြားသူမဟုတ်တဲ့ရိုင်းတာကိုယ်တိုင်ပါပဲသူတို့ကိုကာကွယ်ဖို့ရောက်လာခဲ့ရုတ်တရက်ဆိုသလိုဂျက်နဲ့သူ့လူတွေကြောင့်လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့တယ်သူတို့ကသူ့ဘသူလဲဆိုတာလာမင်းနေကြတယ်တိုက်ဆိုင်လိုက်တာရိုင်းတာကလည်းရံပွဲမဆက်ခင်သူတို့ကိုဒီမေးခွန်းပဲမေးမလို့ပါပဲရံပွဲမဖြစ်ခင်ပါပဲစုံထောက်တင်မုန်းရောက်လာပြီးဂျက်ရဲ့လူတွေကိုမောင်းထုတ်လိုက်တယ်တင်မုန်းကရိုင်းတာပေါ်တန်တရားရှိနေပေမဲ့ရှယ်လီနဲ့မော်ဂန်ကသူ့ဘက်ကရက်တီပေးခဲ့ကြတယ်သူတို့ကသူ့ကိုတဲခိုခွင့်တောင်ပေးထားလိုက်ကြတယ်သူ့ကိုအခန်းသစ်လိုက်ပြရင်းနဲ့ဂျက်ဟာစံပုံးစီမှာအလုပ်လုပ်ကြောင်းမော်ဂန်ကရှင်းပြတယ် ပြီးပဲ The Clever Boy မဂ္ဂဇင်းမှာအမျော်အမြင်ရှိသူဆိုတဲ့ခေါင်းစဉ်နဲ့စမ်းဖို့မကြသေးခင်ကပါလာခဲ့ဘူးတယ်။မော်ဂန်ပြောရတော့ဒီမျော်မြင်ဆိုတာပတ်စံရတဲ့လောက်ရှာနိုင်ဖို့အတွက်ဒေတာခန်တွေကိုပတ်စံပေးလာအောင်နှိမ့်ဆက်တာကလွယ်ပြီးဘာမှမဟုတ်ပါဘူးတဲ့။စမ်းဖို့ရဲ့မျက်နှာကိုကြည့်လိုက်တိုင်းရိုင်းနာဟာသူ့ရဲ့စိတ်ကူးရင်ဆန်တဲ့အမှတ်တရတွေစီရောက်သွားပြီးဒီလူတကယ်တမ်းဘာလုပ်လဲဆိုတာတွေးရောဆက်ပြူလာတယ်။စမ်းဖို့အုပ်စုရုံးချုပ်စီသွားနေရင်နဲ့ပေါ့ဇက်လိုက်ကြီးဟာရှေးခေရောမမြုံမှာတိုက်ပွဲတစ်ခုတိုက်နေရတယ်။ဂလက်ဒီယေတာတစုကိုဖြိုခွင်းရင်းမော်ဂန်နဲ့သူ့သမီးလေးကိုကာကွယ်ပေးနေရပါဘာ။ သူ့ရဲ့သူရဲ့ကောင်းဆန်မှုကြောင့်ပြည်သူတွေကအပြစ်ရှိသူတွေကိုခွင့်လွှတ်ပေးဖို့တောင်းဆိုကြတယ်။အထက်လွှတ်တော်မတ်ကလည်းသူတို့ဆန္ဒတိုင်းလိုက်ရောပေးခဲ့တယ်။ဒါပေမဲ့ပွဲဆက်ကနိုင်အောင်လို့ဆောက်ချက်ကသူ့ရဲ့အကောင်းဆုံးစစ်တီကိုလွတ်ဖို့အထက်လွှတ်တော်မတ်ကိုစီယုံလိုက်တယ်။ဒီလိုနဲ့ရိုင်းတာဟာဂျက်နဲ့သူ့လူတွေကိုတိုက်ခိုက်ရပြန်တယ်။လက်ရှိအချိန်မှာတော့ဇက်လိုက်ဟာဆောက်ချက်အဆောက်အဦးတွေကထွက်လာတာကိုမြင်ပြီးသူ့ရဲ့ထူးဆန်းတဲ့အိမ်မက်တွေထဲမှာဆောက်ချက်လဲပါနေတာကိုသတိထားမိသွားတယ်။စားတော့ဆိုင်ကိုပြန်ရောက်တော့မော်ဂန်ဟာအမှုပညာရှင်တစ်ယောက်ဖြစ်ကြောင်းသိလိုက်ရတယ်။ငွေကြေးမပြည့်စုံမှုကြောင့်သူမရဲ့အမှုပညာလုပ်တွေကိုလုပ်ခွင့်မရခဲ့ဘူး။ ဲ့ဒီအချိန်မှာပဲမြို့ရဲ့အရေးပါဆုံးအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ရောဂျာဟမ်မွန်စီကစာတစောင်ရလို့မော်ဂန်စကားဝိုင်းကနေထွက်သွားခဲ့တယ်။တိကျင်စိတ်နဲ့ရန်တာကရှယ်လီကိုအဲ့ဒီလိုအကြောင်းမေးလိုက်တယ်။မော်ဂန်ကသူ့ရဲ့ဥပဒေရေးရာအဖွဲ့ကတယောက်ဖြစ်ပြီးသူထေးကြီးစံပုံမျိုးကိုပြုပြင်ပြောင်းလဲမဲ့အစီအစဉ်တွေကိုဒါစီဖို့စူးစမ်းနေကြတာပါ။ရှယ်လီသူ့အလုပ်သူပြန်လုပ်နေတဲ့အချိန်မှာပျောက်ဆုံးနေတဲ့ကလေးတယောက်အကြောင်းသတင်းစာတွေကကြောင်ညာတစ်ခုကိုရန်တာစိတ်ဝင်စားနေခဲ့တဲ့စံပုံနဲ့သူ့ကြံရပါတွေနဲ့မနှီးမဝေးမှာတော့ဟမ်မွန်ကိုချိုးကင်ဖို့နေလန့်ရှာနေကြတယ်။သူ့ရဲ့မှတ်တမ်းကအပြစ်ပြောစရာမရှိအောင်ကောင်းမွန်လုံးပြီးငွေညစ်ချင်းချောက်ဖို့လုံးဝမဖြစ်နိုင်တာကြောင့်ပါ အရာရာပြည့်စုံနေတဲ့လူတယောက်ကိုဘယ်လိုချိုးနိုင်မလဲလွယ်ရတဲ့လောကကြီးမှာသူ့ချစ်ဆုံးရာကိုလူယူလိုက်ရုံပါပဲသူ့သမီးလေးပေါ့ညဘက်ရောက်တော့ရိုင်းနာစီကိုစောက်ချစ်စီကနေမမျှော်လင့်ပဲဖုံးဝင်လာတယ်ရိုင်းနာထူးဆန်းတဲ့အိမ်မက်တွေမှတ်နေတာကိုသူသိနေတယ်သူဘာရှင်းပြချက်မှမပေးရဲသူတို့ကစားရမယ့်ပွဲတစ်ခုရှိတယ်လို့ပဲတတိပေးလိုက်တယ်ရုတ်တရက်ဆိုသလိုဇက်လိုက်ဟာ15ရာစုအင်္ဂလန်နိုင်ငံကအရက်ဆိုင်တဆိုင်နဲ့ရောက်သွားတယ်မြေရှင်ဘက်တွေတည့်ရောစမ်းပုံးကသူ့ကြံပေးစောက်ချစ်နေတူစင်းရဲတဲ့မော်ဂန်စီကနေအခွန်တွေတောင်းခံနေတယ်မော်ဂန်ခမရရှိသမျှပေးပီးသားဖြစ်နေရှာတာပါညှိနှိုင်းပြောဆိုနေကြတော့မှာပဲ ထူးဆန်းတဲ့အဖွားကိုတယောက်စမ်းဖုံးရှိမှပေါ်လာပြီးမင်္ဂနာကိုလုပ်ဖို့အချိန်ရှိသေးတယ်လို့သူ့ကိုပြောလိုက်တယ်။အဲ့ဒီအမျိုးသမီးပြောတာနဲ့သူ့ကြံပေးပြောတာကြားပြားများနေပြီးစမ်းဖုံးဘာလို့ရမှန်းမသိဖြစ်နေတယ်။လက်ရှိအချိန်မှာရိုင်းသားဟာစုံထောက်တင်မုံယုံခန်းကိုပျောက်ဆုံးနေတဲ့ကလေးချောင်းတတိပေးချက်ကိုကင်ပြီးရောက်လာတယ်။စုံထောက်ပြောရတော့အဲ့ဒီအမှုကဖြေရှင်းပြီးသားပါတဲ့။ကောင်မလေးကသူ့သူငယ်ချင်းအိမ်မှာညအိတ်ခဲ့ပြီးသူ့မေစီဖုံးဆက်ဖို့မိနေခဲ့ရပါတဲ့။အဲ့ဒီနောက်ဇက်လိုက်ကစမ်းဖုံးအချောင်းစောင်းပါးတွေတက်ပုံတွေနဲ့ပြည်နေတယ်။ကြောင်ညာတင်မုံတစ်ခုကိုအာယုံဆက်ကြည့်လိုက်တယ်။ဒီမျိုးမှာစမ်းဖုံးအချောင်းစုံစမ်းတာကအနေအများနိုင်ချောင်းတင်မုံကတတိပေးတယ်။ ဒါကြောင့်လေသူကတိတ်တဆိတ်စုံစမ်းစစ်ဆေးနေတာဖြစ်ပြီးညင်တာလိုပြင်ပတ်လူတွေရဲ့အကူအညီမလိုပါဘူးတဲ့အဲ့ဒီနောက်မှာစားတောက်ဆိုင်ကောင်တာမှာအလုပ်လုပ်နေတုန်းစောက်ချရောက်လာတယ်ဘီသူကပညာရှင်ဖြစ်ဟန်ဆောင်တာကိုခဏဖယ်ထားပြီးစိတ်တက်ခွန်အားပေးဟောပြောသူဖြစ်မိတ်ဆက်လိုက်တယ်ရုတ်တရက်ညင်တာကသူ့ကိုနာစီဘုံမှုကြီးဖြစ်မြင်အောင်လိုက်တယ်ရောမအမတ်ကြီးရဲ့သူငယ်ချင်းမြေရှင်ဘတ်တွေတည့်ရစရဲ့အကြံပေးစံပုံလုပ်တင်တာတွေကိုအမြဲတမ်းဘေးကနေမြောက်ပေးနေတဲ့မြွေပွေးတကောင်ဖြစ်ပေါ့အဲ့ဒီလိုဘုံခွဲတယ်လို့စကားတွေပြောပြီးနောက်စောက်ချဟာဘာမှမဖြစ်တယ်လို့ပဲထွက်သွားခဲ့တယ်ဘီသူကပညာရှင်ရဲ့လက်စာကတ်ကိုထိလိုက်မိတဲ့အခါ ရိုင်းဒါဟာအင်္ဂလန်ကသူ့မှတ်တရတွေစီပြန်ရောက်သွားပြီးမော်ဂန်ကိုကာကွယ်ဖို့အတွက်ဂျက်နဲ့သူ့လူတွေကိုထတ်တိုက်ခိုက်ရပြန်တယ်။ဒါပေမဲ့တိုက်ပွဲတိုင်းကအရင်တိုက်ပွဲတွေထက်ပိုပြင်းထန်လာတယ်။သူ့အတွေ့လုံတွေကြောင့်ရှယ်လီကတတိပေးလိုက်တဲ့အတန်ကြောင့်သာလက်ရှိအချိန်ကိုပြန်ရောက်လာခဲ့တာပါ။နောက်တစ်နေ့မှာစောက်ချီရဲ့အမိန့်နဲ့ဂျက်ကရိုင်းဒါစီဖုံးဆက်ပြီးစံပေါ်အုပ်စုမှာအလုပ်လုပ်ဖို့ကမ်းလှမ်းတယ်။ဒါကိုကြတော့သူ့ထေးကြီးကစောက်ချီကိုစိတ်ဆိုးသွားတယ်။သူ့စီဝါရေးကိစ္စတွေမှာအမြဲတမ်းဝင်ပါနေလို့ပါ။စောက်ချီကလည်းတရင်ကြီးဖို့သူ့ကိုပြန်ပြောလိုက်တယ်။တရင်ထဲမှာဟန်မွန်ကစံပေါ်ရဲ့တိုက်ခိုက်မှုတွေကနေမြို့ကိုကာကွယ်ပေးမယ်လို့ကတိပေးပြောကြားနေတာပါ။ဒေါသထွက်သွားတဲ့လူကြီးဟာ သူ့ရဲ့စီမံကိန်းပုံစံငယ်ကိုမဲပြီးဒေါသပုံချလိုက်တယ်ပြီးတော့လိုအပ်တာမှန်တမျှလုပ်ဖို့သူ့ကြံရပါတွေကိုမိစိမ့်ပြလိုက်တော့တယ်နောက်ပိုင်းမှာဇက်လိုက်ဟာအလုတ်ကိစ္စဆိုပြီးစက်နဲ့သွားတွေ့တယ်တကယ်တမ်းကျတော့အဲ့ဒီအလုတ်ကဟန်မုံရဲ့ကားကိုကြားဖြတ်တိုက်ဖို့ပါပဲရိုင်းတာကအစီအစဉ်တိုင်းလိုက်လုပ်ခဲ့တယ်အိမ်ပြန်ရောက်တော့သူဒုတိယကဘာစစ်စီနောက်တစ်ခါပြန်ရောက်သွားပြန်တယ်အစပိုင်းဇက်ဝင်ကန်းကိုပြန်ဆက်ရရင်ဗိုလ်ချုပ်စံပုံးကသူ့တက်တွေကိုဆုတ်ခွာဖို့အမိန့်ပေးခဲ့တယ်ဒါကိုဗိုလ်မှူးကြီးစောက်ချကသူ့ကိုတရေဘောကြောင့်သူလို့ပြောဆိုလိုက်တယ်ဒေါသထွက်သွားတဲ့ဗိုလ်ချုပ်ဟာအပြစ်မဲ့မိသားစုတစုကိုဘုံကျဲပြစ်လိုက်တယ်ပြီးတော့သူ့လုံမိတာကိုချက်ချင်းနောင်တရသွားတယ် အိမ်မက်နဲ့လက်တွေ့ဘဝကြားမှာရိုင်းနာဟာစောက်ချက်နဲ့တွေ့ဆုံခဲ့တယ်။အကောင့်တရားဆက်ရှိနေဖို့အတွက် တခါတလေမှမကောင်းမှုကအနိုင်ရမှဖြစ်မယ်လို့စောက်ချက်ကရှင်းရှင်းလင်းလင်းပြောပြတယ်။မလွဲမရှောင်သာဖြစ်မဲ့ကိစ္စတွေကိုစက်မတိုက်ခိုက်တော့ပဲ။ရေလိုက်ငားလိုက်နေလိုက်ဖို့ရိုင်းနာကိုဖိတ်ခေါ်လိုက်တယ်။သူရုတ်တရက်ပေါ်လာတယ်လို့မျိုးပဲ။စောက်ချက်ဟာဘာမှမဖြစ်ခဲ့တယ်လို့ချက်ချင်းပြောက်ွယ်သွားပြန်တယ်။စားတောက်ဆိုင်ပြန်ရောက်တော့ရိုင်းနာကိုရှယ်လီကလာမကြိုပဲ။မော်ဂန်ရောက်နေတဲ့သူ့အဖွားဖဲဝိုင်းသွားနေလို့သူလူစားဝင်နေတာပါ။သူတို့အတွက်ကံကောင်းတာပေါ့ကံမကောင်းစွာနဲ့ပဲ။စုံထောက်တင်မှုကြောင့်သူတို့ရဲ့အခိုက်အတန့်လေးပျက်စီးသွားခဲ့ရတယ်။မှတ်တမ်းတွေစစ်ဆေးကြည့်တော့ ရိုင်နာနဲ့ပတ်သက်တာဘာမှမတွေ့ရဘူးလို့စုံထောက်ကလာပြောတာပါပြောရရင်ရိုင်နာကတရေတစေတကောင်လိုဖြစ်နေပြီးစုံထောက်ကတရေတွေကိုမကြိုက်ပါဘူးတဲ့ရိုင်နာကတော့ဒီခေါင်းစဉ်ကိုရှောင်လွှဲပြီးမော်ဂန်နဲ့ပဲစကားဆက်ပြောဖို့ရွေးချယ်လိုက်တယ်နှစ်ယောက်တည်းရှိတဲ့အချိန်သူမကရိုင်နာရဲ့ဒဏ်ရာမာယုတွေကိုတတိထားမိသွားတယ်အတိတ်ဘဝကအမှတ်တရတွေပေါ့မော်ဂန်ကသူ့ဘေးမှာပျော်ရှင်နေပေမဲ့သူ့ရဲ့အတိတ်အကြောင်းကိုတော့မစင်စားပဲမနေနိုင်ဖြစ်နေရှာတယ်နောက်တနေ့ရိုင်နာနဲ့ရှယ်လီတွေ့ကြတဲ့အခါစောက်ချရဲ့လက်စာကတ်မှာသူတတိမထားမိခဲ့တဲ့အရာကိုရှယ်လီကပြလိုက်တယ်စောက်ချဟဲဟီဟီဆိုတဲ့နာမည်ကိုပြောင်းပြန်ပေါင်းလိုက်ရင် အင်္ဂလိပ်လို chaos အန်ယုံရဲ့ profile ဖြစ်ခြင်းလို့အတိတ်ပဲရပါတယ်ဒီအချိန်မှာပဲစမ်းဘုံကသူ့စားပွဲပေါ်မှာတခြားခေတ်တစ်ခုကပေးစာလိုလိုစာတစောင်ကိုတွေ့လိုက်ရတယ်အဲ့ဒီမှာမှန်ကန်တာကိုလုပ်ဖို့ဘယ်တော့မှနောက်မကျပါဘူးဆိုတဲ့စာသားကိုသူ့ဖက်လိုက်ရတယ်သူ့အိမ်မက်ထဲကအဖွားကိုပြောခဲ့တဲ့စကားပါပဲအဲ့ဒီအဖွားအိုကတခြားသူမဟုတ်တဲ့ Shelly ကိုယ်တိုင်ဖြစ်နေခဲ့တာပါဒီစာသားကသူ့ခေါင်းထဲမှာပဲ့တင်ထက်နေပြီစမ်းဘုံဟာသူ့လုပ်ခဲ့တဲ့အမားတွေလုပ်လူဆဲဆဲအမားတွေကိုနောက်ဆုံးတော့သဘောပေါက်သွားခဲ့ပြီချက်ချင်းဆိုတယ်လို့ပဲကျန်တဲ့သူ့လူတွေကိုအစီအစဉ်ဖျက်သိမ်းဖို့အမိန့်ပေးလိုက်တယ်အပြစ်မဲ့ကလေးမလေးတယောက်ကိုပြန်ပေးဆွဲဖို့သူဘယ်တော့မှရည်ရွယ်ခဲ့ရမှာမဟုတ်ပါဘူး ။ဒါပေမဲ့ဘယ်သူမှသူ့စကားကိုနားမထောင်ကြတော့ဘူး။ဘာလို့လဲဆိုတော့အစကတည်းကသူတို့က chaos စောက်ချစ်စကားကိုပဲနားထောင်ခဲ့ကြလို့ပါ။နောက်ပိုင်းမှာအန်နီလေးចောင်းဆင်းပြီးအိမ်ပြန်လာခဲ့တယ်။လက်မှာသူ့ဖေရဲ့လုံခြုံရေးတွေကလက်ပါဆောင်ရှောက်ပေးထားတယ်။အဲ့ဒီကားကိုကားနစ်စည်းကလိုက်လံတိုက်ခိုက်ပြီးလူပြတ်တဲ့နေရာတစ်ခုစီမောင်းသွားအောင်ဖိအားပေးလိုက်တယ်။အဲ့ဒီနေရာမှာစောက်ချစ်တဲ့သူ့လူတွေပြီးတော့ရိုင်းသားတို့စောင့်နေကြတယ်။စံပုံရုပ်တရက်ရောက်လာပြီးမလွဲမရှောင်သာဖြစ်လာမဲ့ကိစ္စကိုတားဆီးဖို့နောက်ဆုံးအနေနဲ့စူးစမ်းလိုက်တယ်။ဒါပေမဲ့ဖြစ်လာမဲ့ရာကဖြစ်လာတာပါပဲ။ကျက်ကစံပုံနဲ့သူ့ဆောင်တွေကိုတင်းနဲ့နဲ့ပြလိုက်တယ်။နောက်ဆက်တွဲအကျိုးဆက်တွေကိုဂယုမဆိုင်တော့ဘူး။ နောက်ဆုံးတော့ဆက်လိုက်ကချက်ကိုပြန်ပစ်ပြီးအန်နီလေးလွတ်မြောက်သွားအောင်ကူညီပေးလိုက်တယ်။တေခါနီးချိန်မှာချက်ကသူ့တို့အရင်ကလည်းဒီလိုဖြစ်ခဲ့ဘူးကြောင်းတတိယသွားတယ်။ရှေးခေတ်ရောမတ်ကနေဒုတိယကဘာစစ်အထိကန်တရားကသူတို့ကိုထားဝရတိုက်ပွဲတစ်ခုရဲ့မှာအမြဲတမ်းထိတိုက်ပေးတွေ့ခဲ့ရပါ။ဒီတိုက်ပွဲမှာတယောက်ပဲအနိုင်ရနိုင်တယ်။အဲ့ဒါကတော့ရိုင်းတာပါပဲ။သူ့စည်ရင်ထဲမှာနောက်ထပ်ရှင်ရမှာကစောက်ချပါ။စောက်ချစီမှာကြီးစံတွေကုန်နေပြီဆိုပေမဲ့ Chaos တခင်ကြီးစောက်ချအတွက်မမျှော်လင့်ထားတဲ့ဏီကုန်းတစ်ခုရှိနေပါတယ်။တိုက်ပွဲပြီးသွားတဲ့အခါရိုင်းတာကသူ့ကိုယ်သူဒဏ်ရာရထားပြီးအခြေအနေမကောင်းတော့အောင်ကိုတတိထားမိလိုက်တယ်။ စကန်ပိုင်းကြာမှာပဲစုံထောက်တင်မုန်းကရှယ်လီမော်ဂန်တို့နဲ့အတူရောက်လာကြတယ်သူချစ်သူကိုမြင်လိုက်ရတဲ့အခါအတိတ်ဘဝတွေတုန်းကသူမအတွက်တိုက်ခိုက်ပေးတိုင်းသူမြဲတည်ဆုံးခဲ့ရတာကိုဆက်လိုက်ကပြန်တရရသွားတယ်ဒီတစ်ချိန်လဲထူးမခြားနာဖြစ်မဲ့ပုံပါပဲဝေဒနာခံစားနေရရင်ရိုင်းဒါက chaos တခင်ကြီးသူ့ကိုနှုတ်ဆက်နေတာကိုမြင်လိုက်ရတယ်ကံကောင်းစွာနဲ့ပဲကန်တရားကမျက်နှာသာပေးပြီးအံ့ဖွယ်ပြန်လဲတက်တာလာခွင့်ပေးလိုက်တယ်ဒါမှမဟုတ်သူအဲ့ဒီလိုထင်ခဲ့တာပေါ့ဘာလို့လဲဆိုတော့သူ့စွာပနမှာသူ့ကိုကွန်ပျူတာစကားပြောနေကြတာကိုသူမြင်နေရလို့ပါတရားဝင်ရတော့သူကတရက်တစီဖြစ်သွားပါပြီ chaos ကိုစန့်ကျင်မဲ့သူ့တိုက်ပွဲကိုမဆက်ခင် ရိုင်ဒါကသူ့ချစ်ရတဲ့မော်ဂန်ကိုနောက်ဆုံးအချိန်ကြည့်လိုက်တယ်။သူမကလည်းသူ့ဘက်လက်ကြည့်ပြီးပြုံးပြလိုက်ပါတယ်။